မင်္ဂလာပါနော်နွေမိသားစုပေါင်းတို့ရေနွေ Family Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆရာကျော်မြတ်တန်းရေးသားထားသော ထောင်သူအဝင်ထောင်မအထွက်စာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးမေနာတော်တာစင်ခံစားပေးကြပါအောင်ရှင်အခန်းလေးအလေးအောင်ပြောင်းလို့ပြောင်းစေအမောင်ရိပ်တန်းစားပြုသည့်ညင်ချောင်းနာဤခွဲကံ အိတ်တန်းတက်နေကြသောငငယ်များဤနေရာလူတံပင်မပြောင်းတတ်သည်။ဒိုင်းကနေမြေဟိမ်တန်ထွက်လာသောတနတ်တန်မှာပတ်ဝန်းကျင်တဝိုင်းစီတို့လွင့်ပြန်သွားခဲ့သည်။အိတ်တန်းဝင်စားကြီးကံများဤလမ်းဖြတ်အော်တန်များထွက်ပေါ်လာသည်။အမလီပြားဟုအော်လိုက်တန်ကိုပတ်ဝန်းကျင်ကကြားလိုက်မည်မဟုတ်သလိုအမလီပြား အော်တန်နှင့်တက်ဆက်တယ်လို့လို့ထွက်ပေါ်လာသည့်လမ်းပေါ်မှာအမျိုးသမီးတစ်ယောက်ဤစူးစူးပြပြအတန်ကိုလည်းကြားလိုက်ကြမည်မဟုတ်ပေ။ခြံဝါတွင် လူတစ်ယောက်ခွေခွေကလေးလည်းကြားနေသည်။လဲကြားနေသူတံမှထွက်ပေါ်လာသောညီညူတံမှမြင်မြင်တဲတဲများသာခြံဝင်အုတ်တိုင်ပေါ်တွင်ထွန်ထားသော40အာမီလုံးမှ အလင်းရောင်မှလဲကြားနေသူဤကိုပေါ်သို့တဝဲတစ်ပြက်ထင်ဟန်နေသည်။ လဲကြနေသူထံမှစီးကြလာသောသွေးများမှမြင်းနီလန်းပေါ်သို့စီးကြနေသည်မို့သွေးရောင်နှင့်မြင်းနီရောင်မှရောထွေရနေသည်တိုက်စင်ဝင်အောင်လိုက်ရနေသော အမျိုးသမီးမှတိုက်ထဲသို့အပြေးကလေးပြန်ဝင်သွားပြီးတယ်လီဖုန်းတိုင်းခွက်ကိုခက်သက်သက်ကလေးနှဲ့နေသည်အမျိုးသမီးတဘာဝလှုပ်ရှားမှုဟံမှာပူ၍ကြည်ကောင်းသလိုရှိနေခြင်း၏။သူမ၏အတ္တမှာတုံနေသည်။ဟုတ်ကဲ့ ချံအမတ်ကပါတနက်နေ့ဖြစ်သွားလို့ပါအခုလေးတည်းမှာပဲဟုတ်ကဲ့ကျမစောင့်နေပါမယ်ကျမနာမည်မေးသစင်ပါဟုတ်ပါတယ်ဦးလုံးဝီတို့ချံရပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ချံဝါတို့အနီနာမလူလေး၅ယောက်စုမိလာသည် လှပဖြောင်ပြသောမြို့သမီးမှာဖုံးဆက်ပြည်သည်နှင့်အနာရင်ရှိသောပလတ်စတစ်ကြိုတက်ကလထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီးမျက်နှာကိုလက်ဖွားနှစ်ဖက်ဖြင့်အုပ်၍တညင်ညင်တသက်သက်ငိုရှိုင်းနေ၏။သူမ၏လှပကောသွဲနေသောနှုတ်ခမ်းလွှာမှလုံနေသည်။ထွက်လာသောစကလုံးများမှမပြီးမသဘလုံးမတွေရှိနေသည်။အိမ်ပေါ်မှလေးကရဲများရောက်လာကြောင်းလာပြောမှ ထိုင်နေရာမှထပြီးအိမ်ပေါ်မှလေးအကူအညီဖြင့် တိုင်အပြင်ဘက်သို့လှန်ထွက်ခဲ့၏ရဲကားမှခြံထဲသို့မဝင်ရန်မဖြစ်သောကြောင့်ခြံဝါတွင်ပင်ရပ်ထားပြီးတာဝန်ရှိသူများ ကားပေါ်မှဆင်လာ၍ခွေခွေကလေးလဲကြနေသူအနာတွင်ဝိုင်းကြည့်နေကြသည်အသက်ရှိသေးသလားကြည့်ပါအောင်ကုလာမင်းဟာရှိသေးတယ်ဆရာဒါဖြင့်ဆေးရုံမြန်ပို့ဖို့လုပ်ရမယ်ဟုတ်ကဲ့ဆရာကဲကုလာမင်းပဲကျွန်တော်တို့ကောင်နေလိုက်ဖို့ပါ ဆရာဝန်ကစစ်ချက်ယူဖို့လိုအပ်တယ်ဆိုရင်တရားသူကြီးကိုခေါ်ဖို့ပါဆက်လက်ဆောင်ရွက်ပါစေယုံရောက်ပြီးရင်ကောင်းကိုပြန်လွှတ်လိုက်ပါဟုတ်ကဲ့ဆရာလိုအပ်တာတွေလုပ်ဖို့ကြိုးစက်လုပ်လိုက်မယ်ကောင်းပါပြီဆရာဒူရဲအုပ်ဦးလာမင်းကဌာနအုပ်ကြီးညွန်ကြားသည့်အတိုင်းလက်ကျနေသူကိုကာဘော်သို့အသားအရာပွေတင်၍ခေါ်ယူသွား၏အမျိုးသမီးမှာသူမ၏မျက်နှာကိုတပည့်သို့လှည့်ထားလိုက်သည်ဌာနအုပ်ကြီးကအမျိုးသမီးအနာသို့ရှောက်သွားပြီး ဝမ်းနေပါတယ်တော်မီတစင်ကျွန်တော်တို့လိုအပ်တာလေးတွေမေးမြန်းဖို့တိုက်တယ်ကိုသွားရအောင်ပါဟုတ်ကဲ့ကြွပါဌာနအုပ်ကြီးကသူနည်းအထူးရှိနေသူရဲသားအားအခင်ဖြစ်နေရာပတ်ဝန်းကျင်တွင်ရှာဖွေဖို့အမိန့်ပေးပြီးအမျိုးသမီးကြီးနောက်မှဝင်လိုက်သွား၏တိုက်ထဲတွင်ထိုင်မိကြသောအခါဌာနအုပ်ကြီးကစတင်မိတ်ဆက်လိုက်၏ကျွန်တော်နာမည်ကချစ်မောင်ပါဟုတ်ကဲ့ကျမကမိသစင်ပါအိမ်ပေါ်မှာလေးက လိမ္မော်ရီပန်းကင်ပြီးရောက်လာသည်။သုံးဆောင်လိုက်ပါအောင်ဦးချင်းမ။ကျမခဏလေးအထဲဝင်ပြရစေ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဦးချင်းမောင်ကလိမ္မော်ရီတောင်းရင်အေကန်ကိုမျက်လုံးကစားလိုက်၏။လူကုန်တံများအိမ်၌ခင်းချင်းတာသောအခင်ချင်းအတိုင်းပသာတာဖြစ်ပွဲသူနေရာနှင့်သူလိုက်ဖက်အောင်ချတာသောပစ္စည်းများမှများပြားလာတော့လဲရှုပ်ထွေးရမနေသူနေရာနှင့်သူတန်တန်လာလာရှိနေပေသည် မေဒနီပြန်တွက်လာတော့ကစိုးစိုးကအဝတ်စားများလေးပြီးနေပြီရွှဲရွှဲဆိုမျက်ရည်စာများမတင်ချမ်းတော့လာပါကွန်ညိုနီတို့နှုတ်ခမ်းလေးမှာပဲနုရောင်ပြေးနေသည်ဝါဟီတို့မျက်နှာလေးတွင်အသားရောင်မိတ်ကပ်ကိုပပလေးချေထားသည်ရှုံးလက်ကြည်ဝင်သောမျက်လုံးများမှာစိုးစိုးကားလိုမဟုတ်ဆူရီနေသည်စီးစာရေး꿰ပေမဲ့သူမ၏အလားရင်မှာလာမင်းနှင့်ပြိုင်မဲ့သောရှီချီ၏ စောစောတုန်းကဝမ်းနေရိတ်အသွင်များသည်သူမထံမှလွင့်ပါးသွားလိမ့်မည်အခုပါမှမဖြစ်ခဲ့သည့်ပုံသွင်းရောရောတင်တင်လေးလှနေသည်ဦးချစ်မောင်ကမန်ဆူစာအုပ်လေးကိုထုတ်ပြီးစတင်မေးလိုက်၏ဟုတ်ကဲ့ဒေါ်မီတစဉ်အခင်းဖြစ်ကိစ္စဖြစ်ပွားပုံကို ပြောပြစီခြင်းပါတယ်မေတစဉ်ကဦးချစ်မောင်၏အမေပုံစာကိုမဖြေသေးပဲသူမကအမေပုံစာကိုပြန်ထုတ်နေသည်သူ ။ "तू တီးများတော့ဗလားနော်။တန်ရာကတော်တော်ကြီးနေထင်ပါရဲ့။မေတော့လေလိုက်သွားပြီးတော့ကြည့်ချင်တယ်။ဟုတ်ကဲ့အချိန်မီစေးုံပို့ထားပါတယ်လေ။အခုနကမျက်မြင်အနေနဲ့တန်ရာအတိတ်နဲ့ကိုပြောဖို့မလွယ်သေးပါဘူး။ဒါဖြင့်မေဖုံးဆက်ကြည့်ချင်တယ်။နောက်ပြီးတော့ဆက်တာပေါ့။ကျွန်တော်ဒီအပြင်ဆက်လက်လုပ်ရာတွေရှိပါသေးတယ်။ Sorry ပဲဦးချစ်မောင်။မီးစရာရှိတာမေးပါလေ။ အဖြစ်အပျက်ကိုအရင်ပြောပြစီခြင်းပါတယ်သူ့နာမည်ကလက်မောင်မောင်ပါဒါပေမဲ့မမောင်လို့ပဲခေါ်ကြတယ် BSC ဖွဲ့ရပြီးသားစန်တရားလက်မောင်မောင်တီဝိုင်းရဲ့အဖွဲ့ကောင်းဆောင်ပါကုံတဲကြီးဥပခင်ဒွန်မိမိလေးတို့ရဲ့သားဘော်ရီရိတ်သားချက်နံပါတ်မှာနေပါတယ်မိယာအဲ့ဒီအဖွဲ့မှာ အဆိုတော်ပါဒီဘက်အတန်လွင့်မယ်တချင်းတဘူတိုက်ဖို့ရှိတာနဲ့မမောင်အိမ်ကိုရောက်လာခဲ့ပါတယ်တချင်းတိုက်တဲ့ကိစ္စပြီးလို့ မောင်မောင်ပြန်တော့မေးဆိုတာနဲ့စင်ဝင်ရှိကိုထွက်ပြီးလိုက်ပို့ပါတယ်။အခါတိုင်းသူ့မှာကားပါပေမဲ့ဒီနေ့တော့ကားမပါလာပါဘူး။ကျမလည်းတိုက်ထဲကိုပြန်မဝင်သေးဘဲနဲ့ရက်နေပါတယ်။မောင်မောင်ချန်ဝါမရောက်တယောက်မှတနက်တန်တစ်ချက်ကြားလိုက်ပါတယ်။မောင်မောင်လဲသွားတာကိုလည်းတွေ့လိုက်ပါတယ်။လူတယောက်ထွက်ပြေးသွားတာကိုလည်းတွေ့လိုက်ပါတယ်။မေးလဲပထမတော့ဘာလို့ရမှန်းမသိဘူး။မောင်မောင်ကိုလည်းသွားမကြည့်ရဘူး။ဒါနဲ့တိုက်ထဲကိုပြန်ဝင်ပြီးတော့ဌာနဟောင်းဖုံးဆက်တာပါပဲ။ မိသည်စဉ်ကအဖြစ်ဖြစ်ကိုအတိုးချုပ်ခါပြန်လေပြောပြနေစဉ်သူမ၏မျက်နှာမှာညိုလျနေသည် ဝန်းနေချီကွဲမှုအရေးအစင်းများဖြက်ကနေဖြက်ကနေပေါ်နေသည်ဦးချစ်မောင်ကမိသည်စဉ်ပြောသည်များကိုနားထောင်ရင်းမိသည်စဉ်ကိုအကဲခတ်၍ခြေနေခဲ့သည်ရဲတို့၏အတက်ပညာတွင်အကဲခတ်ကောင်းခြင်းမှအရေးပါလာ၏တရားလိုဖြစ်စီတရားခံဖြစ်စီ သူ၏အကြောင်းများကိုပြောပြရာတွင် အမှန်တိုင်းပြောနေသည် မပြောနေသည်ကို သူတို့၏မျက်နှာပေါ်တွင်တင်ဟက်လာတတ်သော အရေးကိုအကဲဖန်းကြည့်ရပေသည်အချို့ကမမှန်သည်ကိုအမှန်ဖြစ်အောင်ရုတ်တရက်တာရှိသောဇလံများထည့်သွင်းပြောတတ်ကြ၏ဒါဖြင့်တနက်နေ့ဖြစ်ပြီးတော့ထွက်ပြေးသွားတဲ့လူတို့တော့ဒေါ်မီဒစင်တိတိကျကျတွေ့လိုက်ပါတယ်နော်တွေ့လိုက်ပါတယ်ဘယ်သူဘယ်ဝါဆိုတာတော့သိလိုက်ပါသလား မိသည်စဉ်ကရင်မေကွင်းအပြေကိုချက်ချင်းမပေးပဲအိတ်ကန်အဝင်တွင်ချိတ်ဆွဲထားသောနှစ်ယောက်တွဲတပ်ပုံကြီးကိုလှမ်းကြည့်လိုက်၏သူမ၏မျက်နှာမှတင်းမာသွားသည်အန်ကိုတင်းတင်းလေးကြည့်လိုက်သည်မောင်မောင်တနက်နေ့ဖြစ်သွားသူကတော့ကျမရဲ့ခင်မုံဥလုံးဝေပါပဲခမမိသည်စဉ်ထွက်ချက်မှာအသွေးအဝိုင်းမပါပဲတဲတူကြီးပြတ်သားလုံးသည်ဌာနဦးကြီးဦးချင်မောင်၏နှုတ်ပြမှာ အာမေရိကန်လုတ်ကနေထွက်သွားပြီးစကားမဆက်နိုင်ပေမိသည်စင်းမျက်နှာကိုစူးစူးထင်းထင်းကြည်နေမိသည်ဒီတခါတော့အလောက်ကိုကြည့်ခြင်းမဟုတ်ပေဒေါ်မိသည်စင်းရဲ့စိတ်တွေလှုပ်ရှားနေတယ်ထင်ပါရဲ့ဟုတ်ကဲ့နင်းနေပွားတော့လှုပ်ရှားပါတယ်ဒါပေမဲ့တတိလလဖြစ်လောက်အောင်တော့မလှုပ်ရှားပါဘူးဦးချင်းမမိသည်စင်းအပြောကပြတ်သားလုံးသည်ဒေါ်မိသည်စင်းရဲ့ထွက်ဆိုချက်က အူလုံးဝေကိုထိခိုက်မြင်သလားလို့မေးရင်တော့ဒီလိုပဲဖြေရတော့မှာပေါ့ဦးချစ်မောင်ဤကောင်းမှာပညာရင်သွားသည် ထိခိုက်မှာဆိုလို့အမှန်တရားကိုဖုံးကွယ်ပါလို့ဆိုလိုတာများလားရှင်အိုးအိုးအိုးဒီလိုမဟုတ်ပါဘူးရုတ်တရက်ဒေါသကြောင့်ထွက်ဆိုတဲ့ထွက်ချက်ဖြစ်မှာဆိုလိုပါစကားနောက်တရားပါတတ်ပါတယ်တော်မီတစဉ်အကြောင်းလေးတော့ဆက်ချင်ပါသေးတယ်ဘာအကြောင်းများလဲဦးချစ်မောင် ဖြစ်ရရဲ့အခြေခံကြောင့်မာသူကမမောက်ကိုအတော်ကြီးမျက်မှောင်ချိုးနေတယ်လီ jealousy ပေါ့တော်တော်ပြင်းထန်တဲ့ jealousy ပဲဆိုပါတော့ဒီကနေ့ပောက်ခွဲသွားတာပါပဲဥလုံးဝေဟာလူကြီးလူကောင်းအစိုးရအရာရှိတဦးပါတော်မေတစဉ်ဌာနအုပ်ကြီးဦးချစ်မောင်က စွာပြေးလိုက်ရာမေတစဉ်ကဒေါ်သာတန်ဖြင့်တုံ့ပြန်လိုက်၏လူကြီးလူကောင်းမာရော jealousy မရှိရတော့ဘူးလေလားကျမရှင်းရှင်းပြောပြစီ ကျမနဲ့မောင်မောင်ကိုသူကအင်းထာနာဦးကြီးဦးချင်မောင်ကတက်ပြင်းရှည်ကိုချလိုက်ဤအသေးသေးကြောင်ရာကတော့နောက်မှဆက်တာပေါ့ဒေါ်မေတစင်မြီးရပုံလေးကိုသာတနက်နေ့ပြစ်လိုက်တဲ့အခါမောင်မောင်လေးကြာသွားတာကိုမြင်မြင်ချင်းထာနာကိုဖုံးဆက်လိုက်တာပါပဲဒီဖြစ်ဖြစ်အတွက်ဒေါ်မေတစင်ကိုယ်တိုင်တိုင်ကျဲဖွင့်မယ်ဆိုပါတော့ဟုတ်ပါတယ် ဒါဆိုဌာနမှာလိုက်ပြီးတော့တိုင်ချက်ဖွင့်စီလိုပါတယ်။မေးစရာတွေကတော့အများကြီးပေါ့လေ။အခုတော့ဒီလောက်ပဲမေးပြစီအောင်။ကျွန်တော်လောလောဆယ်လှုပ်ရှားလေးတွေရှိသေးလို့ပါ။ဒါနဲ့ဥလုံးဝေရဒီနေ့ဘယ်ချိန်အင်အားထွက်သွားတာပါလဲ။မိနစ်ကလေးကပါပဲ။အချိန်က7နာရီလောက်ရှိပါလိမ့်မယ်။ကဲဌာနကိုသွားကြအောင်ဗျာ။ကားလေးရောက်နေပါပြီ။ဟုတ်ကဲ့။ဥချင်းမောင်သွားနေမှာ။ကျေးဇူးတင်ပါတယ်။ အင်းအကောက်ကိုခေါ်ပြီးတော့ပဲကျမလိုက်ခဲ့ပါမယ်။ဌာနအုပ်ကြီးဦးချင်းမောင်မဒေါ်မေသိစင်ကိုနှုတ်ဆက်ပြီးလီတွဲသောခြေလမ်းများဖြင့်ကားပေါ်သို့လှန်တက်လိုက်၏။သူ၏ဘဝတသက်တာတွင်တစ်ခါမှမကြုံစဘူးမကြားစဘူးအမှုတို့အမှုဆန်းကြီးကိုကြုံလိုက်ကြားလိုက်ရသမို့မစင်စားတတ်အောင်ဖြစ်ခဲ့ရသည်။တကောင်းလုံးထူသွားသည် ပူသွားသည် အထက်ရာရှိဖြစ်သူတန်းအစီရင်ခံရအတွက်ကောင်းမောင်းသူအားလက်ညှိုးလိုက်ပြီး ချက်ချလင်းနေသော အတွေ့များဖြင့်နပန်းလုံးရင်လိုက်ပါခဲ့ရ၏မဖြစ်ဘူးသေးသည်မှာဖြစ်လာသောမူကင်းတကူအမှုဖြစ်ခြင်းအကြောင်းအရာမှာရှင်းသလိုလိုနေရှုပ်ထွေးသည်မူကင်းလမ်းကြောင်းပေါ်မှာဆက်လက်ရှောက်ခဲ့ရာတွင်အခန်းကစေယုံမော်ရောက်ကလေးကလက်မမောင်မှလုံးဝသတိပြန်မလည်လာတော့ပြီညဉ့်ညူတန်တော်မှထွက်မလာလဝဲဘက်ရှင်အောင်ကိုဖောက်ထွက်သွားသောကြည်စံမှာကြောဘက်စီသို့ပေါက်ထွင်းမသွားပင် လက်မောင်မောင်ဤကိုယ်ထဲမှာပင်ပုံအောင်နေသည်လက်မောင်မောင်အသက်ရှူနေပုံမှာလုံးဝအားရစရာမရှိဆရာဝန်ကြီးကချက်ချင်းအောက်ဆီဂျင်ပေးထားလိုက်သည်အောက်ဆီဂျင်ပေးစတခဏတွင် အသက်ရှူမှန်လာသလိုရှိတော်လဲအားရစရာအဆင်ကုန်မှုရောက်မလာခဲ့ပင်ဆရာဝန်ကြီးကချက်ချင်းပင် ခွဲစိတ်ဖို့ပြင်ဆင်လိုက်၏အောက်ဆီဂျင်ပေးထားသောလက်မောင်မောင်ဤကရင်ဘေးတွင်ရက်နေသူမေသစင်ဤမျက်အိမ်အတွင်မှ မျက်ရည်များမှာမျက်နှာပေါ်တွင်တင်ကြန်ထားသောမိတ်ကပ်ပြင်ကို စီချောင်းလေးပေါ်အောင်လှိမ့်ဆင်းနေ၏။သူမ၏နှုတ်ခမ်းလွာကြားထဲမှမောင်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 ရဲ့လေးဟုတိုးတိုးညင်းညင်းခေါ်တမ်းမှာလမ်းမောင်မောင်အတွင်ဘလို့မှကြားနိုင်စွမ်းမရှိတော့ပေ။ခွဲစိတ်ရန်ပြင်ဆင်ပြီးနောက်လူနာချင်းလေးကိုတကြောပြန်လာကြည့်ခဲ့သောဆရာဝန်ကြီးဤကောင်းမှာတာတာလေးခါရန်သွားသည်။မိသည်စင်းရှိုက်တန်တဲ့တဲ့မှာ ဆေးရုံလေးကအစင်လိုက်ပြန်လွင့်သွားတော့ဤလူသားတယောက်ကိုမွေးဖွားခြင်းမှာတဏိတာဤတချိန်သောနာယီပိုင်းအတွင်ဖြစ်သလိုတည်ဆုံခြင်းမှာလဲတဏိတာဤတချိန်သောနာယီပိုင်းအတွင်သာဖြစ်ပေသည်ကာတကာကိုခက်ပြင်းပြင်းကလေးစောင့်ပိလိုက်သည်မိသည်စင်ဒေါ်သားကိုလှစ်ထုတ်လိုက်သည်တို့ရှိခြင်းဤရဲဌာနာတို့အသွား၌မိသည်စင်ကအန်ကိုတင်းတင်းရင်ရင်ကြိတ်ထားလိုက်၏။ကောင်းရှိမှန်တဲ့တွင် အရေးအကွက်များပေါ်လာသည်။ လမ်းမောင်မောင်နဲ့ငပလီသွားတော့ကရေလွာတင်ပြူးငားပြန်မြူးပြီးတကယ်တော့စော့ကစားခေချောင်းပုံတွေလာတာတာတောင်ပြင်းထဲမှာဂျင်းနူးနေကြစဉ်ပိုးလာမင်းကြီးရှယ်လာတဖြင့်အမောင်ရဲ့ကြာယာအုံးပင်များအောက်သို့ရွေခဲ့ပုံတွေတဲခုရိတ်သားပေါ်မှာလမ်းမောင်မောင်ဤအထွေအပိုင်းအယူအယအချော့အမျိုးအဝေးအဝိုင်းများဤကြမ်းတမ်းပုံကလေးတွေ အင်းလေးကန်သွားကြတော့ကလေမစည်းရပါဘူးဆိုလို့ညောင်ရွှေက လမ်းမခွာကလေးကဖောင်တော်ဦးဖေယားရေလေကားတို့ရောက်သည့်အထိလမ်းမောင်မောင်ဤလမ်းမောင်အိုကြားထဲမှလိုက်ပါခဲ့ပုံ တခြားလီများသူတို့ကိုကြည့်၍ပြုံးသွားပုံတွေတရေရိပ်ပေါ်လာစေရဲဌာနသို့ ရောက်လာလေ၏အပြုံးအလွန်လာသော လမ်းမောင်မောင်စကားအလွန်ပလီပလာပြောတတ်သောလမ်းမောင်မောင်အခုတော့မိသည်စင်မှာကားပေါ်မှအစင်း တောက်တစ်ချက်ခေါင်းလိုက်သည်ရင်းတောင်းကောက်တံမှာဦးလွန်ဝေအတွဲအခန်းချမိသည်စဉ်ရဲဌာနသို့ထွက်သွားပြီး မကြာမီဦးလွန်ဝေအိမ်ပြန်ရောက်လာသည်အိမ်မှာမိသည်စဉ်ကိုမတွေ့အိမ်တွင်မိသည်စဉ်ကိုမတွေ့သည်မှာဦးလွန်ဝေအဖို့အစမ်းမဟုတ်သမို့အမေအမြန်လှုပ်လေးလှောက်ထားမရှိပေမိသည်စဉ်ကိုအိမ်မှာတွေ့သည့်အခါထက်မတွေ့သည့်အခါကပိုများသည် တခါတလေစိတ်နှုတ်လျရရှိပါမှဘဲသွားမီဘဲလာမီကိုပြောတတ်သည် အများအားဖြင့်တော့ပြောလို့မရှိပေအိမ်ပေါ်မာလီထွေပူနှင့်ခြံဆောင်မာလီကိုပြူတော့မှဦးလုံးဝေကိုတိတ်တကိုကြည့်နေသည်ဦးလုံးဝေကဘာမှမမေ့သဖြင့်စကက်ဦးတန်း၍မပြောရဲကြပေဦးလုံးဝေအင်ဂျင်ချွတ်ပြီးထုံဆန့်အတိုင်းဘလက်ကလက်ထိုင်မော်ရင်ထိုင်ပြီး secret တလေမိညီ၍တောင်းနေသည်အိမ်ပေါ်မာလီထွေပူကဦးလုံးဝေနာတို့မရေတရေကလာပြီးအကိုကြီး လိမ်မော်ကြီးပြင်ပေးရမလားတက်မြကြီးပြင်ပေးရမလားဟုမေးလိုက်၏ဦးလုံးဝေအပြင်သွားရမှအိမ်ပြန်လာတိုင်းတခုခုတောင်းလေးရှိသမို့မေးရခြင်းဖြစ်ပေသည်ဦးလုံးဝေကခေါင်းရံပြလိုက်သည်ထိုစင်မှာပင်တယ်လီဖုန်းခေါ်တမ်းမိလာသည်ဟုတ်ကဲ့ကျွန်တော်လုံးဝေပါခမရေးဌာနဘာကိစ္စပါလဲဗျာ ကျွန်တော်လေးခုပဲပြန်ရောက်ပါတယ်ကျွန်တော်ဘာမှမသိရသေးပါလားကောင်းပါပြီကျွန်တော်အခုပဲလာခဲ့ပါမယ်ဒီတော့မှဦးလုံးဝေက ကိုပြူကို ခေါ်ပြီးမေးရသည် ကိုပြူပြောသည်များအနားထောင်ပြီးနောက်တနေ့တော့ဒီလိုအဖြစ်မျိုးတွေတွေ့ရလိမ့်မယ်လို့ငါထင်သားပဲဟုတ်ပြောရင်အဝိဇ္ဇာလည်းပြီးထွက်သွားခဲ့ဤဦးလုံးဝေရဲဌာနသို့ရောက်သည့်အချိန်တွင်မိသည်စဉ်ကိုမတွေ့ရပြီရဲဝင်တော်ဦးခင်မြင့်စီချိုနေသည် ကြွားပါဦးလုံးဝေးဟုတ်ကဲ့ဘလို့များဖြစ်ကြတာလဲဥခင်မြင့်ရဲ့ဥခင်မြင့်ကအဖြစ်အပျက်ကိုအကျဉ်းချုပ်ပြောပြပြီး sorry ပဲဦးလုံးဝေးဝတရားရှိတဲ့အတိုင်းမေးဖို့တော့ခွင့်ပြုပါအိုးမေးပါမေးပါကျွန်တော်တို့လူချင်းခင်နာတခြားဝတရားတခြားပါ ကျွန်တော်နားလဲပါတယ်ဥခင်မြင့်အေးပေါ့ဗျာအသက်တရာ မနေရအမှုတရာတွေ့ရဆိုတာဒါမျိုးပေါ့လေ ူဘဝရဲ့သဘောလေးတွေပေါ့ဦးလုံးဝေထမင်းစားပြီးပြီထမရဲ့ကျွန်တော်မစားရသေးပါဘူးအိုးအားနာစရာဗျာထမင်းလေးပါလေးစားပြီးမှပဲကိစ္စမရှိပါဘူးကျွန်တော်မစားလို့ပါဒါဖြင့်ကျွန်တော်ဧဝတ်ပြုပြစီ Thank you ဦးခင်မြင့်အအေးတခုခုလောက်ရရင်မဲတော်ပါပြီကဲကျွန်တော်တို့စားရအောင်လောက်ပါလေး ဒီနေ့ဦးလုံးဝေရောက်ခဲ့တဲ့နေရာများကိုသိပြရစေဒီနေ့ဟာစံတင်းမှုကျွန်တော်လဲအားတယ်လေအိမ်မှာတော့ထုံးစံအတိုင်းတီးကြမဟုတ်ကြမှာမို့ကျွန်တော်အပြင်ထွက်ပါတယ်အချိန်က7တနာရီလောက်ထွက်ခဲ့ပါတယ်ဟုတ်ကဲ့ဦးလုံးဝေရောက်ခဲ့တဲ့နေရာပထမကျွန်တော်ဌာနအရာရှိဦးသက်မောင်စီကိုရောက်ပါတယ်ဦးသက်မောင်ကိုခေါ်ပြီးတော့ဥပါလာစီကိုတွားကြပါတယ်ကုံသိန်းအတင်းကဥပါလာစီပေါ့ အဟုတ်ပါတယ်ဟုတ်ပါတယ်အဲအေးတောက်လိုက်ပါအောင်ဦးလုံးဝေးဥပါလာအိမ်မှာဘီယာတောက်ကြပါတယ်နှစ်နာရီလောက်ဥပါလာအိမ်က ထွက်ခဲ့ကြတယ်ဥသက်မောင်ကသွားစရာရှိတော့မို့ဥသက်မောင်ဝင်ပို့ပြီးတော့ကျွန်တော်အိမ်ကိုဖုံးဆက်ပါတယ်အဲ့ဒီအချိန်ဘယ်သူဖုံးကင်ပါသလဲလက်မောင်မောင်ဖုံးကင်ပါတယ်ဒီတော့ကျွန်တော်စကားမပြောတော့ပါဘူးဖုံးပြန်ချလိုက်ပါတယ်လက်မောင်မောင်နဲ့ ဦးလုံးဝေတော့သိပါတယ်နော်သိပြီလားဗျာကျွန်တော်စကားမပြောချင်လို့ပါဥခင်မြင့်က secret ဘူးထဲမှာ secret ကိုထုံး၍ဦးလုံးဝေကိုတလိပ်မင်းကြီးပေးပြီးသူလည်း secret တောင်းရင် အမေဖြေကိုနားထားလိုက်၏လမမောင်အင်းနာမီကိုပြောသော အခါတွင်အိုးလုံးဝေမျက်နှာမှာတင်မာ၍အတန်လဲမာလာသည်ကိုတတိပြူမိလိုက်၏ဒီနောက်တော့ကျွန်တော်မားသားကြီးစီသွားပါတယ် အဲ့ဒီကမှ3နာရီလောက်မြို့ထဲကိုထွက်ခဲ့ပြီးတော့ globe မှာပစ်ချဝင်ကြည့်ပါတယ်။ဟုတ်ကဲ့။ရုပ်ရှင်ကြည့်ပြီးတော့အင်ကိုပြန်လာခဲ့တာမှာအသားဆက်ရှိအရောက်ကာပင်ပေါက်သွားပါတယ်။အချိန်ဟာ9နာရီ40လောက်ရှိပါလိမ့်မယ်။ဟုတ်ကဲ့။ကားဖားပြီးတဲ့အထိဥလုံးဝေတာဆိုင်မှာကားနဲ့တူရှိနေတာပေါ့။မရှိပါဘူးဦးခင်မြင့်။တာယာဆိုင်မှာထိုင်နေဖို့တိတ်မကောင်းတာလေတကြောင် ကျွန်တော်ကာရှိမှာလှုပ်လက်စတစည်းရလည်းရှိနေတာတကြောင်မို့ကျွန်တော်လက်ဖက်ရည်မှာသွားထိုင်နေပါတယ်စိတ်တော်မရှိပါနဲ့ဦးလင်းဝေစီမှာရုပ်ရှင်ကြည့်ခဲ့တဲ့ဖြတ်ပိုင်းလေးများရှိကောင်းပါရဲ့နော်ဦးလင်းဝေကမယုံလို့မဟုတ်ပါဘူးအမှုအကြောင်းမှာ ပို့ပြီးခိုင်လို့မဟုတ်ရှိသေးခြင်းလို့ပါဦးလုံးဝေကသူ၏အိတ်ကတ်ထဲပြန်ရှာကြည့်ရာလက်မဖြတ်ပိုင်းကလေးထွက်လာ၏ဦးလုံးဝေကလက်မဖြတ်ပိုင်းကိုဦးခင်မြင့်အားပေးရင် အမှုအခြေအနေကဘလို့များရှိနေလို့လဲဦးခင်မြင်ကျွန်တော်တီးခွင့်ရမယ်ဆိုရင်တော့တီးပြရစီလုံးလုံးစေတော့အခြေအနေကိုပြောဖို့ခက်ပါသေးတယ်ကျွန်တော်တို့လည်းလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုအများကြီးလုပ်အောင်ပါပါအခုဟာကဥလုံးဝေအိမ်မှာမရှိတော့ဥလုံးဝေခြံထဲမှာဖြစ်သွားတာမျိုးမေးနေရတာပါဦးခင်မြင်ကဥလုံးဝေကိုစမင်းနေရင်ဆလိတ်ကို အတွင်းမှာဖွာ၍မိခိုးရီများကြားထဲမှာ ။ဦးလုံးဝေဤမျက်နှာရိပ်မျက်နှာကဲကိုအကဲဖန်၍နေခဲ့၏။ဦးလုံးဝေမှာမျက်နှာတစ်ချက်မပြက်မိသည်မျှကိုတည်တည်ငြိမ်ငြိမ်ဖြေချနေသည်ကိုသာတွေ့ရ၏။မတင်ကားစရာအရေးအစင်းများထင်ဟပ်မလာခဲ့ပေ။ဦးကင်မြင့်ဤသဘောထားတစ်ခုတည်းအပေါ်ကောက်ချက်ဆွဲရလင်းဦးလုံးဝေသည် အချင်းဖြစ်မှုကင်းတွင်တရားခံဖြစ်နိုင်ပွဲမရှိဟုယူဆနိုင်ရ၏။သို့သောအကြောင်းချင်းရအရရက်က တရခန်းဟူယူဆွဲစရာအကြောင်းခိုင်လုံနေလင်မူမိမိသဘောဆန္ဒကိုမြေကွယ်ပြုရမိတာဖြစ်၏ကျွန်တော်တို့ရဲ့လုပ်ငန်းကအတော်လေးခက်ပါတယ်ဦးလုံးဝေပုံကိုအရာဘလောက်ပဲရင်းနှီးပေမဲ့လို့မှုကင်းဖြစ်ရတဲ့ပတ်သက်လာရင်ပုံကိုသဘောကိုမူတည်ပြီးတော့ပုံမှန်နေနေပြောလို့မဖြစ်ပါဘူးထိမ့်သိမ့်ရပါတယ်ကိုအထင်ကိုအမြင်တစ်ခုတည်းနဲ့လဲအဆုံးဖြတ်ပြုလို့မရပါဘူးထို့အတူပါပဲတရားခံမဟုတ တဲ့လူတယောက်ကိုတရားခံအဖြစ်မဆွဆွဲမိအောင်နဲ့တရားခံဟုတ်နေပါရဲ့နဲ့တရားခံအဖြစ်ကကင်းလွတ်ခွင့်ရအောင်မလုပ်မိဘူးကကျွန်တော်တို့စောင့်ထင်းရမယ့်အဓိကတာဝန်ပါ။ဒါကြောင့်လဲဦးလုံးဝေကိုဒီလောက်မင်းနေရတာပါ။ကျွန်တော်နားလေပါတယ်ဗျာ။ဒါနဲ့ဦးလုံးဝေတို့ရဲ့အိမ်တော်ရေးချင်နေအောင်ဦးလုံးဝေကဦးခင်မင်းကိုတွေ့တွေ့လေးကြည့်နေသည်။ကျွန်တော်တို့ဟာကျွန်တော်တို့စုံစမ်းလို့လည်းရပါတယ်။ ဦးလုံးဝေအတိန်ဆောင်ရှိသွားရင် အမှုအတွက်မလေးသင့်မဲလေးသွားမှဆိုလိုပါဒါတော့ကျွန်တော်တောင်းပန်မရစေဦးခင်မြင့် ကျွန်တော်မပြောပြစေနဲ့မင်းနဲ့ကျွန်တော်နဲ့လည်းမတွေ့ရသေးပါဘူးထားပါလေနောက်မှပဲဆက်ညှိနှိုင်းကြတာပေါ့အခုဖြစ်ပွားခဲ့တဲ့မှုကင်းတဲ့ပတ်သက်ပြီးဦးလုံးဝေရဲ့ထင်မြင်ချက်ကိုသိပြရစေอืมပြောရတာတော့ခက်ပါတယ်လေ လူရှုပ်လူဝေးတယောက်ဟာသူသွားရလန်းကိုသွားရတာပဲဆိုတာကလွဲလို့တော့ကျွန်တော်မှပြောစရာစကားမရှိပါဘူးဟုတ်ကဲ့အတော်လေးလည်းအချိန်နှောင်းသွားပြီဒီနေ့တော့ဒီလောက်ပါပဲလိုအပ်တာလေးများရှိရင်ဆက်လက်ကူညီစေချင်ပါတယ်စိတ်ကြပါဦးခင်မြင့်အချိန်မီွေးပါပဲကျေးဇူးတင်ပါတယ်ဦးလုံးဝေးအိမ်ပြန်ပြီးနားနေနိုင်ပါတယ်ဦးခင်မြင့်က ဦးလုံးဝေကိုမဖမ်းသေးပဲအိမ်ပြန်လွှတ်လိုက်တော့လဲသူနောက်ကရှယ်ဒိုလာရန်တာဝန်ကိုမူပေးထားပြီးဖြစ်၏အမှုနှင့်ပတ်သက်သောအစာပေါင်းများစွာကိုစူးစီရအောင်မည်ဖြစ်၏မူကင်းဖြစ်အကြောင်းရင်းကိုရှာဖွေဖော်ထုတ်ရအောင်မည်ဖြစ်၏မိသည်စဉ်ဤထွက်ဆိုချက်တစ်ခုတည်းနှင့်ဖန်စီရန် အထောက်အထားခိုင်လုံသည်ဟုမယူဆသေးပေမိသည်စဉ်အကြောင်းကိုဥက္ကင်မြင့်တည်ထားသင့်သလောက်တည်ထားသည်များလည်းရှိသေး၏ရဲဌာနအတွင်မှာ လေကန့်သောခြေလမ်းများဖြင့်ထွက်သွားသောဦးလုံးဝီကျော်ပြင်ကိုကြည့်၍ဥခင်မြင့်မှာတက်ပြင်းရှိရှိကြီးမှုတ်ထုံလိုက်၏မိသည်စဉ်ထွက်ဆိုချက်များမှာဦးလုံးဝီအပေါ်ထားရှိသည်သူ၏စာနာစိမ်များကို ခြေဖြဲလျက်ရှိ၏မဖြစ်နိုင်တာမရှိ မဖြစ်ရသေးတာသာရှိသည် ဆိုသည့်ဖြစ်ရပေါင်းများစွာကိုသူ၏လှုပ်တဲ့အတွင် အတွေ့အကြုံမြောက်များစွာတွေ့ကြုံခဲ့သည့်အတိုင်းဦးလုံးဝီသည်လက်မောင်းမောင်းကို သက်သူမဖြစ်နိုင်ပါဘူးဟုရရီပြန်မန်ချက်ချာရန်မစွမ်းသာခဲ့ပြီးတတိယဇာအကြောင်းလေးတစ်ခုသူ၏အတွေ့အကြုံနဲ့သို့တိုးဝင်လာခဲ့၏ဥခင်မြင့်သူရဲ့အုပ်ဘဝကရန်ကုန်မြို့လေကောင်းမှာနေကင်းကြောင်တောင်ဖြစ်ပွားခဲ့သောဗန်တမျိုးမှုတစ်ခုနှင့်ပတ်သက်၍ဆက်နွယ်နေသူများနောက်သို့ရှယ်ဒိုလိုက်ခဲ့ရဘူး၏ သူရှဲတို့လိုက်ခဲ့ရသောရင်းသမျှမှုတွင် ပါဝင်သူကိုအပြင်ပန်းအမြင်အတွေ့အဖျင်းဆုံးဖြတ်ရရင်ဘလို့မှဖြစ်နိုင်စရာမရှိ ကိုပိုင်ကားစီးသည် ကိုပိုင်တိုက်နစ်နေသည် စီးပွားရေးလုပ်ငန်းကလည်းဝင်ငွေကောင်းသောမော်တော်ထောင်သည့်လုပ်ငန်းရှိနေသည်မော်တော်နှစ်စီးနှင့် CP တွဲများပိုင်ဆိုင်သည် ထိုမှဝင်ငွေမှာတလပြန်းများ3000ဝန်းကျင်တွင်ရှိသည်သူ၏ရာဇဝင်တွင်လည်းရာဇဝတ်ပြမှုနှင့်အစွန်ထင်အမဲပြမထင်ခဲ့စဘူး ဒီလိုလူတယောက်ကိုဓမြမှုတွင် ပါဝင်လိမ့်မည်ဟုထင်မှတ်စရာမရှိဥက္ကမြင့်ကလည်းသူရဲ့အုပ်ဖြစ်စာ သူရှယ်ဒူလိုက်ရသည့်ကိစ္စအတွေ့အထက်လူကြီးများကိုပင်အထင်လွဲအဖြစ်တင်မိ၏ငါကိုတက်တက်မဲ့ကြောက်ချတာများလားပညာဆန်းတာများလားဟုထင်ခဲ့၏တကယ်လိုက်ကြည့်သောအခါတွင်မူဓမြမှုတွင်ပါဝင်ခဲ့သည်မှာအမှန်ဖြစ်ကြောင်းတွေးကြရတော့၏လောဘဟုသည် လူတယောက်၏တွေးခေါ်မျှော်မြင်မှုကို စောက်ထုံမှုမျှော် လုံပြင်းနိုင်စွမ်းရှိပေတတ။နောက်တမှုဥက္ကမြင့်ရဲမှုဘဝကကိုယ်တိုင်ကံတွင်ခဲ့ရသောအမှုအမှုဤတရားခံမှာလူချင်းလူကောင်းစင်ရင် လူတိညာထင်ရှားသူလည်းဖြစ်၏။ထိုစဉ်အချိန်ကအာနာယနိုင်ငံဤလောကတွင်ဝင်ဆံသူဖြစ်ုံမကအာကစားလောကတွင်လည်းထင်ရှားသူတယောက်ဖြစ်ခဲ့၏။ကိုယ်စနီးကိုယ်တိုင်တတ်ပြမှု ဖြစ်နိုင်စရာမရှိဟုထင်ရသည်မှာတကယ်ဖြစ်ခဲ့သောမှုကင်းကြီးကိုဥခင်မြင့်ကိုယ်တိုင်ဖော်ထုတ်၍တရားစွဲဆိုတင်ပို့ခဲ့ရဘူး၏ယင်းတည့်ရခံမှာကြိုးပေးမကန်ရတဲ့ထောင်တန်းသာခံရပြီးလွမြောက်လာသည့်အခါဥခင်မြင့်ကိုလက်ဆွဲနှုတ်ဆက်၍ချီးကျူးစကားဆိုခဲ့၏ယခုဖြစ်ပေါ်သော အမှုမှာလည်းရှင်မယောင်နှင့်ရှုပ်၍တိမ်မယောင်နှင့်နှမိအမှုသွားဖြစ်နေသောကြောင့်ဖြစ်နိုင်ပါမလားဆိုသည့်တန်တရားစိတ်များကို သူ၏အတွေ့အစဉ်ထဲမှပယ်ထုတ်လိုက်ပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်သူကိုယ်တိုင် အနီးကပ်ကိုကယ်ရန်ဆုံးဖြတ်လိုက်၏ငုကင်ဟူသည်အရှုံနှင့်ဆာလာတန်ရရင်းအရှုပ်ကိုရှင်းလင်းဖြေထုတ်ရန်မှဟုတ်ကဲ့ပါရှင်ဆရာကျော်မြတန်ရေးသားထားသော ထောင်သို့အဝင် ထောင်မအထွက်စာအုပ်လေးကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ နောက်ဆက်ပြီးကြတဲ့ဒုတိယချင်းစီတိုင်းကိုဂျေစုအထူးပဲတင်ရှိပါရနော်ဆက်လက်ဖတ်ပြပေးမယ်အပိုင်း၃ကိုလည်းစောင့်မျှော်လို့နောက်ဆက်ပြီးကြပါအောင်ရှင်နောက်ဆက်ပြီးကြတဲ့မျိုးမိသားစုများအားလုံးဒီကင်းကြံပါကြပါစီရှင်